လှုပ်ဝက်တဲ့အချက်ကိုမလှုပ်ဝက်ပဲနဲ့အလွယ်ပြောလိုက်တဲ့ trend ကြောင့် Iran နဲ့ Israel ပြဿနာကပိုကြီးသွားပြီပဲဖြစ်ပါလေ။ဘာလဲဆိုတော့ Iran တို့ရဲ့အဓိပတိခေါင်းဆောင်ကြီးနိုင်ငံအုပ်ဆောင်အရာဒေါ်လာအလီခါမီနီကို Israel ကလုံခြံတပ်ဖြတ်မဲ့အစီအစဉ်ကိုမိမိအနေနဲ့တားဆီးပေးခဲ့ရတယ်ဆိုပြီးတော့ Donald Trump ကပြောလာတာပဲဖြစ်ပါလေ။ဒေါ်လန်ထရန့်ရဲ့အပြောအကြောင်းအီရန်နဲ့အစ်ဇေးကြားထဲမှာပိုပြီးတော့ပြဿနာဟာကြီးထွားသွားပြီဖြစ်ပါလေ ဒီကနေ့ရပိုင်တွင်းကအစ္စရေးဘက်မှအီရန်ခေါင်းဆောင်ကြီးအလီခါမီနီကိုလုံခြုံရှင်းလင်းဖို့မိမိကိုတင်ပြလာခဲ့ကြောင်းဒါကိုမိမိကဗီဒီယိုအာနာနဲ့ပယ်ချခဲ့တယ်လို့အမေရိကန်သမ္မတထရန့်ကပြောတယ်လို့အေဘီသတင်းဌာနကဖော်ပြသွားပါလိမ့်။အစ္စရေးဘက်မှခါမီနီကိုအောင်မြင်စွာလုံခြုံနိုင်မဲ့စီမံကိန်းရှိထားကြောင်းထရန့်တန်တင်ပြခဲ့ပါလိမ့်။ ဒါပေမဲ့ပယ်ချခံရတယ်လို့ဆိုပါတယ်ထရန့်အစိုးရဖွဲ့မှအစ္စရေးရဲ့အီရန်ပေါ်တိုက်ခိုက်မှုကိုဆက်လက်ချေထွင်ပြီးအီရန်ရဲ့နျူကလ িয়ার အဆောက်အုံတွေပုံမပျက်စီးခြင်းကိုအလို့ရှိသေးကြောင်းနဲ့လက်ရှိမှာပင်ခမင်းကိုလုတ်ကြရင်အရှေ့အလယ်ပိုင်းဒေသမတည်ငြိမ်မှုနဲ့ပြည်ပကားတွေဟာပုံမကြီးမားကျပြန့်သွားမှာဖြစ်တဲ့အတွက်အစ္စရေးတင်ပြမှုကိုမိမိအနေနဲ့တားမြစ်ခဲ့တာလို့ဆိုပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အစ်ဇေးဝင်တုံးပြင်မင်းနေတညာဟုတ်ကို Found New Channel ကအထူးသတင်းတင်ဆက်သူကမင်းမြတဲ့အခါမှာနေတညာဟုတ်ကတိုက်ရိုက်ဖြေကြားခြင်းမရှိခဲ့ပေမဲ့ကျွန်တော်ပြောနိုင်တာကတော့လှုပ်ဖို့လိုတာတွေကိုလှုပ်နေတယ်ဆိုတာပါပဲအမေရိကန်အနေနဲ့လည်းသူတို့အတွက်ဘယ်ဟာကပိုကောင်းစေလဲဆိုတာကောင်းကောင်းသိထားမှာပါလို့သာ ဖြေကြားတော့ပါလိမ့် ။အီရန်ညာဟုရဲ့ပြောရေးဆိုခွင့်ရှိသူအိုမာဒေါ်စထရီကတော့ခမီနီကိုအစ္စရေးကလုံခြံနေတယ်ဆိုတဲ့သတင်းတွေဟာသတင်းတူတွေလုံခြံသတင်းစရာဖြစ်တယ်လို့ရှင်းလင်းပြောသွားပါလိမ့်။ဒါအပြင်ခမီနီအာနာရှင်ဖွဲ့ကိုယ်တိုင်ကပင်အလွန်အားနည်းနေပြီဖြစ်လို့မကြခင်ပြုတ်ကျပြတ်သုံးပဲရလက်ထွက်ပေါ်လာမယ်ဆိုပြီးအစ္စရေးဘက်ကပြောနေပါလိမ့်။ဒါပေမဲ့အမေရိကန်သမားထရန့်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးနောက်ထပ်ထပ်မံပြောဆိုခြင်းမရှိဘူးလို့သိရပါဗျ။အစ္စရေးဆိုရအရာရှိသူကတော့လက်ရှိစစ်စင်ရေးမှာအစ္စရေးဟာ နိုင်ငံရေးကောင်းဆောင်တွေကိုလှုပ်ကြံဖို့ပြစ်မှတ်မထားဘဲနဲ့အီရန်ရဲ့နျူကလ িয়ার နဲ့စေပြစ်မှတ်တွေပေါ်မှာပဲအာယုံစိုက်ထားတယ်လို့ CBS News ကပြောပါတယ်။ထရန့်ကအရှေ့လက်ပိုင်းဒေသမှာလက်ရှိတောင်းလောင်နေတဲ့စေပြစ်မှတ်နဲ့ပတ်သက်ပြီးအစ္စရေးနဲ့အီရန်တို့ဟာသဘောတူညီမှုတစ်ခုခုရယူသင့်နေပါပြီလို့သူ့ရဲ့ကိုပိုင်လူမှုကွန်ရက်မီဒီယာ Trust Social မှာရေးထားပါတယ်။သူဟာအိန္ဒိယနဲ့ပါကစ္စတန်ကြားကပြည်ပကအကြောင်းဝင်ညီတိုင်းဖြည့်ရှင်းပေးခဲ့တယ်လို့အစ္စရေးနဲ့အီရန်ကြားကရန်လိုတိုက်ခိုက်မှုကိုလည်းရပ်တန့်အောင်မိမိလှုပ်ပေးနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ တရထန်ကအီရန်ကိုအစ္စရေးတိုက်ခိုက်မှုမှာအမေရိကန်ကလုံးဝပါဝင်ပတ်သက်ခြင်းမရှိပါဘူးဆိုတာလည်းပြောကြားထားပါတယ်။ဘာလို့လဲခါမီနီကိုလုံးချံမှုအစ္စရေးဘက်ကဒီဇွန်ဆက်သွဲနေကြတဲ့ကတင်ပြချက်ကိုကျွန်တော်အနေနဲ့ပယ်ချခဲ့တာတသက်တည်ပါပဲလို့ဆိုပါတယ်။တကယ်လို့သာအီရန်ကသာရှေ့လက်ပံဒီတော့မှရှိတဲ့အမေရိကန်စစ်ကမ်းတွေကိုပြင်မှတ်ထားလာမယ်ဆိုရင်တော့ရေဂလန်နဲ့ကိုက်တက်တွေဟာအီရန်အနေနဲ့အရင်တစ်ခါကဘယ်တော့မှကြုံဘူးချင်းမရှိတဲ့အတိုင်းအတာမျိုးထိလက်တော့ပြန်ခံရမယ်လို့သတိပေးထားတာလည်းဖြစ်ပါတယ်။ ။အီရန်နဲ့အစ္စရေးတိုက်ပွဲတွေဟာသုံးလမြောက်တဲ့ဝင်လာချိန်မှာပဲနှစ်ဖက်တိုက်ခိုက်မှုတွေကတော့ဆက်ပြီးရှိနေသေးပါ။ဒီနေ့နေ့မှာအစ္စရေးဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်အီရန်စစ်တပ်ရဲ့ထောက်လှမ်းရေးရရှိချုပ်သေဆုံးခဲ့ပြီးအီရန်ကလည်းအစ္စရေးနိုင်ငံတွေကိုပြန်လည်ပစ်ခတ်တဲ့အတွက်အစ္စရေးဆယ်ဦးကျော်သေခဲ့ပါတယ်။အခုတိုက်ခိုက်မှုကတောက်ကြနေမလဲစောပိုင်းမှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার စစ်တပ်နဲ့ဆင်နွှဲနေတဲ့အဆောက်အုံတွေလူသူထူထပ်တဲ့နေရာတွေကိုတိုက်ခိုက်မှုကြောင့်ထွက်ပေါ်လာတာပါ။အီရန်ကလည်းပယ်ထင်းဒုံးတွေဒရုန်းတွေနဲ့ပြန်တုံ့ပြန်ပါတယ်။ရေကသမားထရက်ကနှစ်ဖက်လုံးအနေနဲ့ သဘောတူညီချက်ရသင့်နေတယ်လို့ဆိုပါတယ်။အစ္စရေးဝန်ချုပ်ဂျမနီတာညာဟုတ်ကတော့ပြည်ထနာကတင်းမောင်းမှုလျှော့ချဖို့မဟုတ်ဘူးလို့ပြောပြီးအီရန်နေနဲ့နျူကလ িয়ার စွန့်ရည်လုံးဝမရရှိစေဖို့လို့ဆိုပါတယ်။အီရန်ကျမအေဝန်ကြီးဌာနကတော့အစ္စရေးလက်ကြောင်းတိုက်ခိုက်မှုကြောင့်တောက်ကြနေကြတဲ့ကဆိုရင်တေဆုံးသူ224ဦးထက်မနည်းရှိနေပြီလို့ဆိုပါတယ်။အခုလက်ရှိတေဆုံးသွားတဲ့သူတွေမှာအီရန်ထောင်လိုင်းရေးဖွဲ့ချုပ်ခေါင်းဆောင်မူဟာမက်ခါမီဇင်ပါဝင်သူ့လက်ထောက်နဲ့နောက်ထပ်တမှုတူလည်းတေဆုံးခဲ့တာဖြစ်ပါတယ်။ တောက်ကြနေကဆောက်လို့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်မှာခုချိန်ထိလူပေါင်း224ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့အီရန်ဂျမိုက်ဝန်ကြီးဌာနကဆိုပါတယ်။အစ္စရေးနိုင်ငံဟိုင်ဖာမြို့မှာလည်းအီရန်ဘက်ကနေပြီးတော့ဒုံးနဲ့အပြင်းထန်ပစ်ခတ်လို့လူ၁၀ဦးထက်မနည်းဒဏ်ရာရပါတယ်။အစ္စရေးတခြားနေရာမှာတော့လူ၉ဦးထက်မနည်းဒဏ်ရာရပါတယ်။အီရန်ဘက်ကတိုက်လို့အစ္စရေးဘက်ကလည်း၁၀ဦးလောက်သေခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ငြိမ်းချမ်းမှုရှိလာပါလိမ့်မယ်။မြောင်းမကြကအစ္စရေးနဲ့အီရန်ကြားကျွန်တော်ငြိမ်းချမ်းအောင်လုပ်မယ်လို့ထွက်ငါပြောပါတယ်။ ဖုန်းပြောတာတွေစီးဝေးတွေအများပြားလုပ်နေပါတယ်။ဘာမှတော့အကောင်ပြောခံရတာမရှိပါဘူး။ဒါပေမဲ့ okay ပါတယ်ဒီလူတွေနားလည်ပါတယ်လို့ trend ဆိုပါတယ်။ Israel ကမော်ဒယ်မျိုးတစ်ခုလုပ်တဲ့လို့ trend ပြောတဲ့ပေါ် Israel ဒီချုပ်ကတော့တမန် trend ဖြစ်စေခြင်းတို့ nuclear ဖြတ်သိမ်းရင်တို့လုပ်ရင်တော့ဒါတန်ဖိုးရှိတာပေါ့လို့ဆိုပါတယ်။အီရန်နဲ့ဘလို့သဘောတူညီမှုတစည်းတစ်ပိုင်းအနေနဲ့ဖြစ်ဖြစ်ဒုံးကြီးတွေအစ္စရေးကိုဖိကတ်တာရက်ဖို့သဘောတူရင်တော့မှဒါဟာသူတို့အနေနဲ့နျူကလ িয়ার ရရှိဖို့စောင့်ရနေတာကိုရက်မှာမဟုတ်ဘူးလို့ဆိုပါတယ် ဒီကိစ္စကတိမ်မမှုလျှော့ချမှုမဟုတ်ပါဘူးဒီပြဿနာကအပြည့်အခက်ရဲ့ဆဲမှုမဟုတ်ပါဘူးဒါကျွန်တော်တို့ရှင်သန်ရေးကိုချင်းချောက်မဲ့အရာကိုရပ်တန့်မှုပါလို့ဆိုပါတယ်အီရန်ကတော့သူတို့အနေနဲ့နျူကလ িয়ার ထိုးလုပ်မှုအစီအစဉ်လုံးဝမရှိဘူးဆိုပြီးခုချိန်ထိထပ်ကတည်းကပြောနေပါတယ်ဒါအပြင်အီရန်နဲ့ဆွေးနွေးဖို့အတွက်ဂျာမနီပြင်သစ်နဲ့ပြည်ထောင်စုကလည်းအသိရှိကြောင်းဂျာမနီနိုင်ငံသားရေးဝန်ကြီးကပြောပါတယ်ရှေးလက်ပိုင်းချင်းတွေကိုအရှင်ရော့ကျသွားစေဖို့ကြိုးပမ်းရမှာ နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးအီရန်နဲ့ဆွေးနွေးပွဲတွေချက်ချင်းလှုပ်ဆောင်ဖို့ဂျာမနီပြင်သစ်နဲ့ပြည်ထောင်စုဟာအသိရှိနေပါတယ်လို့ဂျာမနီနိုင်ငံဂျာအိမ်ဝန်ကြီးဂျိုဟန်ဝါဒီဖူးကပြောပါတယ်။အစ္စရေးနဲ့အီရန်ကြားကပဋိပက္ခအရှိန်ကြားဆင်းလာစေရေးပါဝင်လှုပ်ဆောင်ဖို့ကြိုးပမ်းမှာဖြစ်ကြောင်းအရှိန်လေဘက်ကလည်းပဲရောက်ရှိနေတဲ့မစ္စတာဝါဒီဖူးကပြောပြီးအရင်ကလည်းအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေလုပ်နိုင်မဲ့အခွင့်အရေးကိုအီရန်ကရယူခြင်းမရှိကြောင်းမှတ်ချက်ပေးပါတယ်။ဒါဖြစ်နိုင်သေးတယ်လို့ကျွန်တော်ပြောလင့်ပါတယ်ပြင်သစ်ပြည်ထောင်စုနဲ့အတူဂျာမနီကအသင့်ပါပဲ နျူကလ িয়ার စီစဉ်တဲ့ပတ်သက်ပြီးထက်ချင်းညှိနှိုင်းမှုတွေလုပ်ဖို့ကျွန်တော်တို့အီရန်ကိုကန့်လန့်နေပါတယ်။ဒါအောင်လက်ခံမယ်လို့ပြောလဲနေတယ်လို့နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။အီရန်ဟာရှေ့လက်ပိုင်းဒေသအတွက်အစ္စရေးနိုင်ငံအတွက်ဒါမှမဟုတ်ဥရောပအတွက်အလျင်မရှိပါဘူးဆိုတဲ့အချက်ဟာအခုလက်ရှိပဋိပက္ခငြိမ်သက်ဖို့အတွက်လိုအပ်ချက်တည်းဖြစ်နေပြီလို့ဆိုပါတယ်။အီရန်နဲ့အစ္စရေးအဘဘမဝမ်းဝမ်းဖီအားပေးမှသာပဋိပက္ခအဆုံးသတ်မှာဖြစ်ကြောင်း အိုမန်နိုင်ငံမှာရောက်နေတဲ့ဂျာမနီနိုင်ငံဂျာယီဝန်ကြီးကပြောပါရယ်အကြမ်းဖက်မှုတန်တရားဆုံးသက်စေဖို့လာမယ့်တရေပတ်မှာနှစ်ဖက်လုံးကအလေးနဲ့ကြိုးပမ်းလိုက်မယ်လို့မိမိမျှော်လင့်ကြောင်းနဲ့၎င်းကဆက်ပြောပါရယ်အီရန်သမ္မတမာဆူဒ်ဂဇာရှိကီရင်ကတော့တကယ်လို့အစ္စရေးဘက်ကအဲ့လိုမျိုးဆက်တိုက်နေမယ်ဆိုရင်အီရန်အမေရိကန်စွန့်နှမှုလည်းလုံးဝရှိမှာမဟုတ်ဘူးလို့ပြောပါရယ်အစ္စရေးဆက်တိုက်နေတဲ့အီရန်ဟာအမေရိကန်နဲ့ဆက်စပ်ညီနိုင်မှုပြန်လည်စတင်မှာမဟုတ်ဘူးလို့အီရန်သမ္မတမာဆူဒ်ပဇာရှကီယန်ကပြောပါတယ်။အီရန်ဟာဘယ်တော့မှစစ်ပွဲကိုမရှာပါဘူး။ဒါပေမဲ့ ကိုကိုကိုခုခံကောက်ွယ်မှုကိုလည်းမစုံမယွန့်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ယုတ်တိမရှိတဲ့တောင်းဆိုချက်တွေနဲ့ဖိအင်းမှုအောက်မှာဒါမျိုးကိုလည်းဘယ်တော့မှလက်ခံမှာမဟုတ်လို့အစ္စရေးကစက်တိုက်နေရင်စိတ်ဆက်ညှိနှိုင်းတဲ့စကားဝိုင်းရှိကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့အီရန်သမ္မတကလေးလက်ထားပြီးပြောသွားပါတယ်။ပြင်းသမ္မတမက်ခရွန်ကတော့သူနဲ့အီရန်သမ္မတတို့ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးတော့အီရန်နျူကလ িয়ার ရေးဟာစိတ်ဆက်ညှိနှိုင်းမှုကတဆင့်ဖြေရှင်းရမယ်လို့ဆုပြုခဲ့ပါတယ်။အီရန်အနေနဲ့စိတ်ဆက်ညှိနှိုင်းရေးစကားဝိုင်းကိုအမြဲဆုံးပြန်ရောက်ဖို့ ဒါဟာအချိန်နည်းပြေလျော့ဖို့အတွက်တခုတီးသော ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းပါလို့တိုက်တွန်းပါတယ်အချိန်ထဲမှာပဲဗတ်အသီးသီးအနေနဲ့တက်နိုင်ဆုံး training နေပြီးတော့အချိန်နည်းပိုဆိုးလာတာရှောင်ချဖို့တိုက်တွန်းခဲ့ပါတယ်အိုမန်နိုင်ငံဂျာအေးဝန်ကြီးပါရာကတော့အိုမန်နိုင်ငံမြို့တော်မက်ကတ်စ်မှာမူလကဇွန်19မှာကျင်းပဖို့စဉ်းထားတဲ့6ကျင်းမြောက် EAMerican စစ်စစ်ညီနိုင်မှုဟာကျင်းပတော့မှာမဟုတ်ဘူးလို့လူမှုမီဒီယာတွေမှာရေးသားဖော်ပြပါတယ် စောစတောင်းနေပိုင်းကစားပြီးအစ်စရေးကအီရန်အားလေကြောင်းတိုက်ခိုက်မှုတွေကြေကြေပြင်းပြင်းဆက်တိုက်လုပ်ဆောင်ခဲ့ပြီးအီရန်ကလည်းအပြက်အလန့်ဆိုလိုတိုက်ခိုက်နေတာဟာဒီနေ့ချိန်ထိပဲဖြစ်ပါတယ်။လောလောဆယ်မှာတော့အစ်စရေးကပြစ်ခတ်တဲ့လက်နက်ကြောင့်အီရန်ရဲ့ရေနီယံတန်းစစ်စေယုံဖျက်ဆီးခံလိုက်ရတယ်လို့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်ရေးဖွဲ့ IAEA ရဲ့ကြီးကဲရာဖေးဂရာစီကကုလလုံခြုံရေးကောင်စီစီးပွဲမှာပြောပါတယ်။ဖိုဒိုလောစာဖြည့်တင်းစေယုံနဲ့အစ်ပါဟမ်မှာတိုက်ခိုက်ခံရတယ်လို့အီရန်အာဏာပိုင်တွေက ကြောင်းကြားထားကြောင်း AAE ကြီးကရာဖီဂရွန်စီကပြောပါတယ်ခုချိန်မှာအဲ့ဒီအဆောက်အုံတွေတစ်ပိုက်မှာလဲစီရေးလှုပ်ရှားမှုတွေဖြစ်နေတယ်ဆိုတော့ကြုံပြမှုထက်လုံလောက်တဲ့ချက်လက်တွေကျွန်တော်တို့မှမရှိသေးဘူးဆိုပါတယ်အီရန်ဟာနာတန်စန်သက်ဆိုင်အောင်မှာလက်နက်အဆင့်60ခန်းလုံးမှာတန့်စင်မှုကလည်း60ခန်းလုံးအထိတန့်တဲ့ရေနီယံကိုဖြည့်တင်းပေးနေပါတယ်ဒါပေမဲ့တောင်ပေါ်မှာတူးဖော်ထားတဲ့ဖိုရိုးလောင်စာဖြည့်ဆက်ရုံနေရာဟာပစ္စည်းတွေပို့ထွက်နိုင်ပြီးအစ္စရေးအတွက်ဗုံးချက်တက်ခတ်မှုခတ်မယ်လို့ စစ်ဘက်ကျွမ်းကျင်သူတွေကပြောပါလိမ့်။နာတန်းစက်ယုံကလျှက်စစ်ခြေကံစောင်းလည်းဖျက်ဆီးခဲ့ပြီးတော့ကတ်စကိတ်ကမ်မတ်ခုစီပို့တဲ့လျှက်စစ်တအားဆုံးရှုံးလို့အဲ့ဒီနေရာမှာအယုံခံကရိယာတွေဖျက်ဆီးသွားနိုင်တယ်လို့ရာဖီခရော့စီကပြောပါတယ်။ဒါပေမဲ့နာတန်းစက်ယုံပြင်ပမှာရေဒီယိုတတိကျွမ်းမှုအဆင့်ကမပြောင်းလဲပဲ ပုံမှန်အတိုင်းရှိနေတယ်လို့ဆိုပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার စေယုံတွေနဲ့ဒုံးကျစ်စေယုံတွေကိုတိုက်ခိုက်ခဲ့ပြီးအီရန်စိုးရရဲ့နုမှုလက်နက်တိစောက်မှုကိုတားဆီးဖို့ကာလာကြာရှည်စစ်ဆင်ရေးအတွင်းစစ်ဘက်ဆိုင်ရာတပ်မှုတွေကိုတည်ဆုံစေခဲ့တယ်လို့အစ္စရေးကပြောပါတယ်။ရုရှားကုလသမဂ္ဂဆိုင်ရာအတမကြီးဗာစီလီနီဘန်ညာကတော့အစ္စရေးတိုက်ခိုက်မှုကိုရှုတ်ချပါတယ်။ဒီတိုက်ခိုက်မှုကကုလသမဂ္ဂဘရိညင်နဲ့နိုင်ငံတကာဥပဒေကိုပြင်းထန်ချိုးဖောက်တာပဲလို့ရုရှားတမကပြောပါတယ်။အစ္စရေးကဒါတွေကို သူတို့လိုအပ်တယ်လို့ယူဆတဲ့အနေနဲ့အီရန်မှာနျူကလ িয়ার နဲ့စွမ်းရည်ဆိုင်ရာအခြေခံစောင့်တွေကိုဘုံကျဲဖို့ဆုံးဖြတ်ပြီးအဲ့ဒီဥပဒေနဲ့စံနှုန်းကိုရှုတ်ချတဲ့အနေနဲ့ပြသခဲ့တာလို့ဆိုပါတယ်နိုင်ငံရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုရေးရာဆိုင်ရာကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းကို Rosemary Di Carlo ကတော့အတက်နိုင်ဆုံးထရင်သိမ်းဆောင်ရွက်ကိုအားလုံးကိုတိုက်တွန်းပါလိမ့်။တရုတ်နိုင်ငံရဲ့ကုလသမဂ္ဂတာဝန်ကြီးဖူခုံးကလည်းအစ်ဆွေးကိုစီးရေးဆွတ်ဆောင်မှုအားလုံးချက်ချင်းရပြဖို့တိုက်တွန်းပါလိမ့်။ ပြည်တယ်ရဲ့ကုလသမဂ္ဂတာဝန်ကြီးဘာဘရာဦးဝရကတော့တည်ငြိမ်မှုပြန်ရဖို့တန်တမန်ရေးရာကြိုးပမ်းမှုမှန်သမျှထောက်ခံခဲ့ပါတယ်။ထရင်သိမ်းလောက်ကြပြီးတင်းမောင်မှုကိုရှော့ချဖို့နှစ်ဖက်လုံးကိုသူကတိုက်တွန်းပါတယ်။အစ္စရေးလေကြောင်းတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ဟာအစ္စရေးကိုနောက်တစ်ကြိုဆပြီးတိုက်ခိုက်ချိန်မှာဂျော်ဒန်လီဘန်နဲ့တက်ကိုဇွန်စလင်းနောက်ပိုင်းမှာဒုံးကြီးတွေပြန်တက်လာတာမြင်တွေ့ခဲ့ရပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းဂျော်ဒန်မှာ လေကြောင်းတက်ခတ်မှုဆိုင်ရာအော်အော်တန်တွေစထွက်လာပါတယ်။တရုတ်စိုးရရုပ်သက် CCTV ကထုတ်လွှင့်တဲ့သီးသန့်ဗီဒီယိုတွေမှာတော့အီရန်ဒုံးကြီးအများပြားကိုဂျော်ဒန်နိုင်ငံပြည်တော်အမ်ဘန်ရဲ့အထက်ကောင်းကင်ယံမှာမြင်ရပြီးဒုံးကြီးတို့များကြားဖြတ်ပြစ်ချခံရပါတယ်။ဂျော်ဒန်ဟာဘယ်သူတူတယောက်တော့မှစစ်မြေပြင်မဟုတ်ပဲလုံခြုံရေးတည်နေရေးနဲ့နိုင်ငံသားတွေဘေးကင်းရေးကိုစွန့်ဆောင်နိုင်သမျှချင်းချမှုမှန်သမျှရင်ဆိုင်မယ်လို့ဂျော်ဒန်စိုးရကအကြေညာလေးပြပြောထားပါတယ်။အီရန်အစ္စလာမစ်ဒေါ်လာရေးဆောင်တဲ့ IRGC ဟာစနေနေ့နောက်ပိုင်းမှာ အစ္စရေးကိုဒေါ်ဝန်ကြီးတွေဒရုန်းတွေအများကြီးပါတဲ့အကြီးစားပေါင်းဆက်ထိုးစစ်စခဲ့တယ်လို့ IRGC ကတရားဝင်ထုတ်ပြန်ပါတယ်။ IRGC ရဲ့လေကြောင်းဆိုင်ရာဌာနခွဲကတိုက်ခတ်ခဲ့ပြီး Iran ပေါ်အစ္စရေးရဲ့အကြီးအကဲစားမှုကိုလက်တုံ့ပြန်လာလို့ဆိုပါတယ်။နောက်ဆုံးတိုက်ခတ်မှုတွေပြီးပါအစ္စရေးရဲ့မူလတပ်ဦးကုကဲမှုဌာနက Haifa နဲ့မြောက်ပိုင်းဒေသပြင်ဘက်မှနေထိုင်သူတွေပုံဟုတ်စခန်းကနေထွက်သွားနိုင်ပြီမဲ့အကောက်အွယ်နဲ့မြေတွေနဲ့နိနိကကက်နေတဲ့နယ်လို့ကြံပေးခဲ့ပါတယ်။အစ္စရေးလက်ထက်ဟာ တို့ရဲ့လေကြောင်းရံကာကွယ်စနစ်တွေကဝင်လာတဲ့ဒုံးကြီးတွေကိုတတက်ကြွကြကြားဖြတ်ဟန်တာနေတယ်လို့ပြောပါတယ်။အစ္စရေးကအီရန်ပေါ်ဆက်တိုက်ခိုက်နေတွေ့အီရန်ဆိုးရကလည်းအမေရိကန်ရဲ့နျူကလ িয়ার စနစ်ကိုတက်မှာမဟုတ်ဘူးအီရန်သမ္မတမာဆုပီဇာရှိကီယန်ကအတီလင်းပြောထားပါတယ်။လက်ရှိမှာတော့အီရန်နဲ့အစ္စရေးတို့ဟာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတော့မဖြစ်ပြီးနောက်ကွယ်မှာအမေရိကန်ကတော့သူမပါဘူးလို့ကြောင်ကြောင်တင်းတင်းညှင်းဆိုနေတော့မဖြစ်ပါလိမ့်။ အိုင်ရွန်စနစ်ကိုချိုးဖောက်လာတဲ့အီရန်ရဲ့ဒုံးကြီးကြောင့်အစ္စရေးကတော့လန့်ပြန်သွားပါလေအိုင်ရွန်ဒုံးခွင်းတော်စနစ်ကိုချိုးဖောက်ပြီးတဲ့အဲ့ဒီအစ္စရေးကကိုယ်ထမ်းတော်ချုပ်ကိုအီရန်ဒုံးကြီးကတိုက်ရိုက်ချိန်မှန်ခဲ့တယ်လို့သိရပါတယ်အစ္စရေးဟာအီရန်ကိုဒုံးကျည်တွေနဲ့နှစ်ကြိမ်တိုက်ခတ်မှုပြီး24နှစ်အတွင်းအီရန်လက်တော်မြေတိုက်ခတ်မှုပေါ်ပေါက်လာတာပါ ဒီ time ကအတည်ပြုထားတဲ့လူမှုမီဒီယာမှာပြန့်နေတဲ့ဗီဒီယိုတစ်ခုမှာအစ္စရေးကကွယ်ဌာနချုပ်ပါဝင်စစ်ဘက်ဆိုင်ရာအဆောက်အအုံများစွာတည်ရှိတဲ့ပယ်လပိမျိုးလေကိုအီရန်ရဲ့ဒုံးကြီးထိမှန်ခဲ့ပါတယ်။စကောစကန်ကြအဲ့ဒီဗီဒီယိုမှာအစ္စရေးရဲ့ Iron Dome ဒုံးကြီးကကွယ်စနစ်ဟာကျလာတဲ့အီရန်ဒုံးကြီးကိုဂျားဖြန့်ဟန်တာဖို့စ조사ခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ဒုံးကြီးတစ်စင်းကကကွယ်စနစ်တွေအားလုံးကိုထိုးဖောက်ပြီးတော့ကကွယ်ရေးဌာနချုပ်ကိုကြီးကြီးကျယ်ကျယ်ထိမှန်ခဲ့ပါတယ်။ ဗီဒီယိုဆော့အပိုင်းမှာတယ်လီဗစ်မှာဒုံခွင်းလုံးတွေပြည့်လွတ်နေတာတွေ့ရပါတယ်။အဲ့နောက်ဒုံကြီးအလင်းတန်းတစ်ခုပေါ်လာပြီးတော့ကာကွယ်ရေးဌာနချုပ်ကိုထိမှန်သွားတာဖြစ်ပါလိမ့်။အစ္စရေးကတောက်ကြနေမဏ္ဍပိုင်းကနျူကလ িয়ার နဲ့စစ်ရေးဆောင်တွေကိုပြစ်မှတ်ထားပြီးအီရန်ကိုလက်ဦးမှုယူပြီးတော့တိုက်ခိုက်ပါလိမ့်။အဲ့ဒီနေ့နောက်ပိုင်းမှာအစ္စရေးကအီရန်ကိုဒုတိယအကြော့တိုက်ခိုက်ပြီးပြစ်မှတ်ပေါင်း200ကျော်ထိမှန်ခဲ့ပါလိမ့်။အီရန်ကလည်းညပိုင်းမှာလက်တော့ပြန်တိုက်ခိုက်ပြီးတယ်လီဗစ်နဲ့ဂျေယုစ်နယ်မြို့ကြီးတွေမှာမီးဟုံဟုံတောက်ခဲ့ပါလိမ့်။အစ္စရေးကဝေးတမပြောရေးဆိုဝင်ရှိသူဒုတိယပုံမှုကြီးနာဒပ်ရှိုရယ်ကြီးက အရှေ့လက်ပိုင်းတိမောက်မှုတွေမှာအီရန်ကိုပြစ်ဖို့ပါတယ်။ဒါအပြင်အရှေ့လက်ပိုင်းလက်ရှိတိမောက်မှုတွေအီရန်မှာတာဝန်ရှိပါတယ်။နျူကလ িয়ার လက်နက်တွေထုတ်လုပ်ဖို့နဲ့အစ္စရေးကိုကမ္ဘာမြေပုံပေါ်မှာပျောက်အောင်လုပ်ချင်တဲ့အီရန်ရဲ့ကြိုးပမ်းမှုတွေကြောင့်ဒီနေ့ဒီလိုအခြေအနေဖြစ်လာတာလို့ပြောပါတယ်။အစ္စရေးဟာမိုင်းပေါင်းထောင်ကျော်ဝေးကနေပြီးပြစ်မှတ်တွေကိုအတိအကျတိုက်ခိုက်ခဲ့ပြီးမဲ့အီရန်ကတော့အစဉ်ချင်းမဲ့သွားတဲ့အရသားတွေပေါ်ဒုံးကြီးနဲ့ပြစ်ခတ်ကြောင်းအစ္စရေးစစ်တပ်ကပြောရေးဆိုခွင့်ရှိသူကပြောပါလေအီရန်ရဲ့နိုင်ငံအုပ်ချုပ်ရေးအရာဒေါ်လာလီခါမီနီကအီရန်တပ်တွေဟာ အစ္စရေးကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီးတာဝန်ရှိသူတွေနဲ့ပြည်သူတွေကတော့မိမိကိုထောက်ခံကြောင်းစနေနေ့ကပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်တို့ရဲ့ကမ္ဘာအကြီးဆုံးဓာတ်ငွေ့မြေမှထုတ်လွှင့်မှုကိုရပ်ဆိုင်းလိုက်ရပါတယ်။ South Pass ဓာတ်ငွေ့လောက်ကွက်မြေကိုအီရန်နဲ့ကတ္တာတို့ကအမျှဝေပိုင်ဆိုင်တာဖြစ်ပါတယ်။ဒီဓာတ်ငွေ့မြေကိုတိုက်ခိုက်ခြင်းဟာပြိပကအတွင်းကြီးမားတဲ့အရှိန်မြင့်တက်မှုဖြစ်လာစေနိုင်ပါတယ်။အစ္စရေးကပထမဆုံးတိုက်ခိုက်မှုမှာအီရန်ရဲ့ရေနံနဲ့ဓာတ်ငွေ့နယ်ကိုအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရေနံဈေးကတော်တော်လေးကိုထူးခြားခြားမြင့်တက်ခဲ့ပါတယ်အစ္စရေးအီရန်နျူကလ িয়ার လက်နက်ပေါ်ဆောင်ခြင်းကိုရပ်တန့်ဖို့လို့အကြောင်းပြပြီးတော့စစ်ပွဲကိုဆင်နွှဲခဲ့တာဖြစ်ပါတယ်။အဓိကတိုက်ခိုက်တာကဒီဓာတ်ငွေ့လောက်ကွက်ကိုတိုက်ခိုက်တာလည်းဖြစ်ပါတယ်။ဒီ South Pass ဆိုတဲ့ဓာတ်ငွေ့လောက်ကွက်ဟာအီရန်ရဲ့တောင်ပိုင်းဘူရှီယာပြည်နယ်ကမ်းလွန်မှာရှိပြီးတော့အီရန်အမေရိကန်နဲ့ရုရှားပြည်နယ်ကပတ်တည်းအများဆုံးဓာတ်ငွေ့ထုတ်လုပ်သူဖြစ်ရောက်ရှိစေတဲ့ဓာတ်ငွေ့မြင်မှာအဓိကပြောရရင်တော့အီရန်ရဲ့ရန်ပုံငွေနိုင်ငံတော်ပန်းတော်ငွေကိုအတောင်တင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနေတဲ့ဓာတ်ငွေ့မျိုးပဲဖြစ်ပါလေစစ်ပွဲကြီးတစ်ခုစပြီဆိုရင်အီရန်အနေနဲ့ငွေပြတ်အောင်အစ္စရေးကခြေတော်တွေကိုရိုက်ချိုးလိုက်တာပဲဖြစ်ပါလေတိုက်ခိုက်မှုကြောင့်မီးလောင်တဲ့ဝင်နှိမ့်သက်ခဲ့ရတယ်လို့အီရန်ရေနံဝန်ကြီးဌာနကထုတ်ပြန်ပါလေဓာတ်ငွေ့မြေလောက်ကွက်14ခုရှိပြီး၄ခုအနက်တစ်ခုမှာမီးလောင်မှုဖြစ်ခဲ့ပြီးတော့ဓာတ်ငွေ့ကုဗမီတာ17တန်းထုတ်လုပ်မှုလည်းရပ်ဆိုင်းခဲ့ရပါတယ် အီရန်တမစ်ကိုဓာတ်ငွေဘီလီယံ295ကုဗမီတာဝန်းကျင်ထုတ်လုပ်ရာကမ္ဘာတငွေထုတ်လုပ်မှုရဲ့6.5%ကျန်လို့ရှိပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်ဓာတ်ငွေပြည်ပတင်မှုမရလို့ပြည်တွင်းမှာသာတုံးဆွဲရပါတယ်။အီရန်နဲ့မြောက်ဝေပိုင်ဆိုင်တဲ့ခုတငွေမျိုးကိုကတာက not free လို့ခေါ်ပြီးအဆန်နဲ့ share တဲ့သူကမ္ဘာထိပ်တန်းကမ္ဘီတဲ့အကူအညီနဲ့ဓာတ်ငွေမြန်မာဓာတ်ငွေပြည်တန်ချင်း89တန်းထုတ်ပြီးတော့ဥရောပနဲ့အာရှတို့ကိုအဓိကပံ့ပိုးပေးနေတဲ့နေရာလည်းဖြစ်ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကြောင့် ပြည်သူလေးဦးတေဆုံးခဲ့တယ်ဆိုပြီးတော့ Israel ကထုတ်ပြန်ပါတယ်။ဒါအပြင်တေဆုံးသူလေးဦးရဲ့ဓာတ်ပုံတွေကိုပါ Israel ကထုတ်ဖော်ပြသခဲ့ပါတယ်။ Iran ဘက်ကခုလိုညာလုံးပေါ်တိုက်ခိုက်မှုကြောင့် Israel နိုင်ငံအတွင်းတေဆုံးသူ၁၀ဦးထက်မနည်းရှိလာခဲ့တယ်လို့ Israel ဘက်ကပြောပါတယ်။ Israel ချက်ပွင့်နဲ့ကေဇေးအဖွဲ့ဇာကာရဲ့ဆိုရအလဲအရှိလေပိုင်းကဲဝန်းနှမျိုးမျိုးဖြစ်တဲ့ဗိုင်ယန်မျိုးမှာလူ၆ဦးသေပြီးအဆောင်တလုံးကိုအီရန်လုံးကြီးတိုက်ရိုက်ထိမှန်ခဲ့တယ်ဆိုပါတယ်။ လစတိုင်းအစ္စရေးပြောင်းပိုင်းမှာရှိတဲ့တာမာမြို့မှာလည်းအဆောင်အုံတွေဒုံးကြီးထိမှန်မှုကြောင့်နောက်ထပ်လူလေးဦးသေပါတယ်။အစ္စရေးမြောက်ပိုင်းမှာညာလုံးမောက်အီရန်တိုက်ခိုက်မှုကြောင့်တေဆုံးသွားသူလေးဦးနာမည်တပ်ပေါ်နဲ့တကွာအစ္စရေးကသတင်းထုတ်ပြန်ခဲ့ပြီးအီရန်ကလုပ်တဲ့ရာဇမှုဆိုပြီးတော့ခေါင်းစဉ်တက်ထားပါတယ်။အစ္စရေးကတော့ပြန်လည်လက်စားချေတဲ့အနေနဲ့အီရန်ရဲ့စစ်လက်နက်စေယုံတွေကိုတိုက်ခိုက်မယ်ဆိုပါတယ်။အီရန်ပြည်သူတွေဆက်လက်နဲ့ဆဲုံများနေနေထိုင်မှာကအငြင်းဆုံးပြောင်းရှိဖို့အစ္စရေးကသတိပေးထားပါတယ်။ ဒီနေ့ညပိုင်းတော့တိုက်ဖို့များပါလေဆလတ်နဲ့ထုတ်လို့ရေးစဲုံတွေစေးချေတဲ့စခန်းနဲ့ညီမနေတဲ့အီရန်ပြည်သူတွေအများဆုံးပြောင်းရှိဖို့ဇွန်15မိနစ်မှာသတိပေးချက်ထုတ်တာပါနောက်ထပ်သတိပေးချက်မထုတ်မပြန်ချင်းပြန်မလာဖို့လဲဆိုပါတယ်အီရန်စနစ်ကအီရန်ကာကွယ်ရေးဝန်ကြီးဌာနဌာနချုပ်နျူကလ িয়ার စီမံကိန်းဌာနချုပ်အီရန်ရဲ့နျူကလ িয়ার လမ်းစီမံကိန်းနဲ့ဆက်ဆက်တဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ကြံစည်ရေးပြစ်မှတ်တွေကိုလည်းဆက်တိုက်မယ်လို့အစ္စရေးစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ် အီရန်ရဲ့လေကြောင်းရကာကွယ်စနစ်အားလုံးဖျက်ဆီးနိုင်ခဲ့ပြီဖြစ်လို့တီဟီရန်ကိုလမ်းပေါက်သွားပြီလို့အစ္စရေးစစ်အုပ်စုချုပ်ကဇွန်14ရက်မှာပြောဆိုပြီးတီဟီရန်ပါဝင်အီရန်နိုင်ငံကနေရာအများအပြားကိုအစ္စရေးကလေကြောင်းကနေဆက်တိုက်တိုက်ခိုက်နေတာလို့အီရန်သတင်းတွေကဖော်ပြနေပါတယ်။နောက်ထပ်ထပ်မံပေါ်ပေါက်လာတဲ့သတင်းတွေအရဆိုရင်အီရန်နျူကလ িয়ার စနစ်ကိုတိုက်ခိုက်ဖို့တမရထရန်ကအစ္စရေးဝန်ကြီးချုပ်ဗင်ဂျမင်နေတာညာဟုကိုခွင့်ပြုခဲ့တာလို့ဆိုပါတယ်။အီရန်ရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်ဟန်တာဖို့လိုအပ်ရင်မြေအောက်မှာရှိတဲ့ဖော်ဒိုနျူကလ িয়ার စနစ်ကိုတိုက်ခိုက်ဖို့စဉ်းစားမှာဖြစ်ကြောင်း င်းအစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကိုထရန့်ကပြောဆိုခဲ့တယ်လို့အစ္စရေးသတင်း The Time of Israel ကဖော်ပြပါတယ်အစ္စရေးရာရှိတွေကိုကိုးကားပြီးတော့မကြသေးမီကဖုံးခေါ်ဆိုမှုမှာထရန့်ကနေတာညာဟုကိုခွင့်ပြုခဲ့တာလို့ဆိုပါတယ် ဒါပေမဲ့အခုထရန့်ကသူမပါဘူးလို့ညင်နေတာဟာဘာကြောင့်များလဲမေးခွန်းထုတ်စရာဖြစ်နေပါလေ။အီရန်နိုင်ငံကွန်မြူနီမြေအောက်မှာရှိတဲ့ဘော်ဒိုဆိုးစက်ရုံကိုအမေရိကန်ရဲ့ပံ့ပိုးကူညီမှုမပါဘဲအစ္စရေးစစ်တပ်က3ရောက်ဖျက်ဆီးဖို့ကခဲယဉ်မယ်လို့ယူဆရပါတယ်။အစ္စရေးရဲ့စည်ရေးစွန့်ရည်ထဲကြော်လွန်နေလို့ဒီစက်ရုံကိုပြင်ပကူညီမပါဘဲတိုက်ခိုက်ဖို့မဖြစ်နိုင်ပါဘူး။အမေရိကန်လက်နက်တွေပါကိုပါတယ်လို့ဆိုပါတယ်။ယူရန်စစ်တပ်နဲ့နျူကလ িয়ার ပြင်ပကိုတိုက်ခိုက်တဲ့စစ်စင်ရေးတပ်ကိုအရှိန်မြှင့်လှုံ့ဆော်လာခြင်းကြောင့်အစ္စရေးရဲ့မဟာဗျူဟာအကြက်တဲကိုသတိပြုမိတယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကိုပူးပေါင်းတိုက်ခိုက် ဲ့အစီအစဉ်ကိုအင်ဂျီတော်ကညင်းထားပြီးခုချိန်ဟာအီရန်ကိုတိုက်ခိုက်ရမယ့်အချိန်မဟုတ်ဘူးလို့ပြောခဲ့ကြောင်းဆိုပါတယ်။အမေရိကန်ကတိုက်ခိုက်ဖို့စဉ်းစားနေတယ်လို့ပြောကြတဲ့ကိုအင်ဂျီတော်ကတရားဝင်ညှိစို့ထားပါတယ်။အမေရိကန်လိန်နေတာပါလို့ဆိုပါတယ်။ ။ငင်းဆိုထားပြီးမဲ့လည်းအစ္စရေးဟာအီရန်နျူကလ িয়ার ခြေကံအဆောင်တွေကိုပုံမတိုက်ခိုက်လာတဲ့အတွက်လာမယ့်ရက်ပိုင်းအတွင်းဒီပြဿနာဟာအဓိကကျယ်ပြန့်လာနိုင်မှာရှိပါတယ်။တကယ်လို့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဘော်ဒိုဆိုင်အောင်ကိုပြက်စီးဖို့ပြက်ကွက်ခဲ့ရင်အစ္စလာမစ်သမ္မတနိုင်ငံဟာဒီနျူကလ িয়ার အစီအစဉ်တစ်ခုလုံးကိုကာကွယ်သွားရမယ်လို့ဆိုပါတယ်။တကယ်လို့ဒီနျူကလ িয়ার ဆိုင်အောင်ဟာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှလွတ်မြောက်လာမယ်ဆိုရင်အီရန်ရဲ့နျူကလ িয়ার ခြေကံအဆောင်အုံဟာမပြတ်မစီးပဲဆက်လက်ရှိနေမှာဖြစ်ပါတယ်။ အီဟီရန်ကကြံရှိနေတဲ့နျူကလ িয়ার အစီအစဉ်ကိုဒီစက်ရုံကိုတော့မှရွှေ့ပြောင်းနိုင်ပါတယ်။အစ္စရေးလက်လန်းမမီလို့ကြော်လွန်ပြီးတော့နျူကလ িয়ার လက်နက်တွေစီကိုအီရန်ကအရှင်မြင့်လှုပ်ဆောင်သွားမယ်လို့မျှော်လင့်ရကြောင်းဆိုပါတယ်။မကြာသေးမီကအစ္စရေးလေကြောင်းမှတိုက်ခိုက်မှုကြောင့်ဒီစက်ရုံကလည်းပြိုကျပျက်စီးမှုချိုးရှိခဲ့ပါတယ်။ဒီဗော်ဒိုဆိုတဲ့နျူကလ িয়ার စက်ရုံဟာ2009ခုနှစ်မှာနောက်နိုင်ငံထောက်လိုင်းအေဂျင်စီတွေကထုတ်ဖော်ပြသခဲ့ပြီးတော့လှုပ်ဝက်နေရဖြစ်ပြီးအဲ့ဒီအချိန်ကစပြီးတော့အီရန်ရဲ့နျူကလ িয়ার လှုပ်ရှားမှုကိုတားဆီးဖို့နိုင်ငံတကာကြိုးပမ်းမှုရဲ့အဓိကအချက်အချာဖြစ်လာပါလေ ဗော်ဒိုးစေုံကိုတောင်တလုံးကိုခွင်ပြီးတော့အခိုင်အမာတည်ဆောက်ထားတာပါအနောက်နိုင်ငံတွေနဲ့အစ္စရေးကာကွယ်ရေးစီမံချက်ရေးဆွဲသူတွေအတွက်စိုးရိမ်စရာဖြစ်နေတာဟာကြားပြီးဖြစ်ပါတယ်ထရန်နဲ့နေတာညာဟုလို့ကြားအခိုင်အမာပြောဆိုတဲ့ဒေတာတွင်းတင်းမာမှုတွေဟာမြင့်တက်လာတာပဲဖြစ်ပါတယ်ဒါအပြင်ဂျာမနီကလည်းဒီကိစ္စမှာကြိုတင်သိရှိကြောင်းဂျာမန်ဒီပတီဖရက်ဒရစ်မာစ်ကထုတ်ပြန်ပါတယ်အီရန်ကိုမတိုက်ခိုက်မီနေတာညာဟုတ်ကအသိပေးခဲ့တယ်ဆိုပါတယ်အီရန်ပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်သောက်ကြန်နေတဲ့ဖုန်းခေါ်ဆုံးမှုမှာ အစ္စရေးဝန်ကြီးချုပ်ဗဂျင်မီနီတန်ညာဟုကမိမိကိုအတိအပြေပြောကြားခဲ့ပါတယ်လို့ဂျာမနီအဓိပတိချုပ်ဖရက်ဒရစ်မာကထုတ်ပြန်ပါတယ်။အစ္စရေးဟာမိမိကိုကို ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်။အီရန်ကလည်းနျူကလ িয়ার လက်နက်မလုပ်သင့်ပါဘူးလို့ဖရက်ဒရစ်မာဆီထုတ်ပြန်ချက်မှာပြောပါတယ်။ဒါပေမဲ့နှစ်ဖက်လုံးကစစ်ရှိန်မြောင်လုပ်ချင်းကလည်းရှောင်ကျဉ်သင့်တယ်ဆိုပါတယ်။အီရန်ဘောစစ်စင်ရေးကိုအစ္စရေးကဒီနေ့မှပင်စတင်လိုက်ပြီးတီဟီရန်အားအနုမြူလက်နက်ထုတ်လုပ်ခြင်းမှာတားဆီးမှုကြီးမားထားတဲ့စစ်စင်ရေးအစမှာပဲအီရန်ရဲ့နျူကလ িয়ার စခန်းတွေထိတ်တန့်တက်မှုတွေနဲ့ပယ်ထိန်တုံးကြီးစေဝါတိုက်လေရင်ပေါင်း200ကျော်သုံးမိတက်ခဲ့ပါတယ် ဂျာမီယာလက်တွဲပေါ်တွေနဲ့ဟန်ကျင်ညီပူပေါင်းဆောင်နေပြီးတော့အထူးသဖြင့်အမေရိကန်ပြည်ထောင်ပြည်သူနဲ့လက်တွဲလှုပ်ဆောင်နေတယ်လို့အဒီပတီဖက်ဒရယ်မတ်စ်ကပြောပါတယ်။ဒေသတစ်ခုလုံးကိုမတီးမငြိမ်ဖြစ်စေပြီးထပ်ပြီးတော့စစ်ရှိန်မြင့်တက်မှုဖြစ်စေနိုင်တဲ့ခြေလှမ်းကနေရှောင်ကျဉ်ဖို့ကျွန်တော်ကနှစ်ဖက်လုံးကို တိုက်တွန်းချင်ပါတယ်ဆိုပါလေ။အီရန်ရဲ့တိုးလာတဲ့နျူကလ িয়ার စီရင်ပေါ်စိုးရင်ပြီးတော့နျူကလ িয়ার လက်နက်လုံနိုင်တဲ့ပစ္စည်းတွေတည်ဆင်းနေမှုလုပ်ငန်းကိုလည်းဖော်ထုတ်ပြောဖို့အီရန်ဘက်ကတာဝန်တွေပြတ်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတော့တွင်မှာပင် အစ္စရေးရဲ့ပြောင်ပြောင်လေးလေးရန်လိုတဲ့လောက်ရက်ကအီရန်ရဲ့အချုပ်ချအာဏာနဲ့လုံခြုံရေးကိုထိခိုက်ပျက်စီးစေပြီးနိုင်ငံတကာဥပဒေနဲ့လုံခြုံလုံနိုင်ရေးကိုချိုးဖောက်ခြင်းဖြစ်ကြောင်းဆော်ဒီနိုင်ငံကပြောပါတယ်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေပါဝင်ဖြစ်ပေါ်ပြောင်းလဲလာတဲ့အခြေအနေကိုအိန္ဒိယကလည်းအနီးကပ်စောင့်ကြည့်နေပါတယ်စစ်ရှင်မြင့်ကျုံရှောင်ရှားဝင်နှစ်ဖက်လုံးကိုတိုက်တွန်းကြောင်းအိန္ဒိယကလည်းပြောပါတယ် လာဒမကဘရိနေနဲ့နိုင်ငံတကာဥပဒေချေခံမှုတွေနဲ့ရှင်းရှင်းလင်းလင်းစန့်ကျင်နေတဲ့အစ္စရေးတိုက်ခိုက်မှုကိုရှုတ်ချကြောင်းပါကစ္စတန်နိုင်ငံဂျာယီဝန်ကြီးကထုတ်ပြန်ပါတယ်။ဒါအပြင်ပါကစ္စတန်ကအီရန်ပြည်သူတွေနဲ့တူသွေးစည်းညီညွတ်စွာရည်တည်ကြောင်းထုတ်ပြန်ချက်မှာဆက်ဖော်ပြထားပါတယ်။ယနေ့မှာတော့အီရန်ကိုစီးရီးယားစတိုက်တိုက်ခိုက်ပြီးတော့အီရန်ရဲ့လက်စားချေမှုကိုစိုးရိမ်ထိလန့်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေနဲ့ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့မိမိတို့ရဲ့တန်ယုံကိုပိတ်ထားကြောင်းအစ္စရေးကဆိုပါတယ်။ အီရန်နျူကလ িয়ার ပြစ်မှတ်တွေကိုဇွန်23မှာတိုက်ခတ်ပြီးနောက်အစ္စရေးနိုင်ငံဟာကမ္ဘာတဝန်းမှာရှိတဲ့အစ္စရေးတပ်ရုံတွေကိုပိတ်ထားပြီးတော့အစ္စရေးနိုင်ငံသားတွေကိုလည်းအနေထိုင်သတိပေးထားပါတယ်။ကမ္ဘာတဝန်းမှာရှိတဲ့အစ္စရေးတပ်ရုံတွေအနေနဲ့လက်ရှိချိန်မှာပြောရမယ်ဆိုရင်ဝန်ဆောင်မှုတွေပေးတော့မှာမဟုတ်ဘူးလို့ပြောပါရတယ်။ဒါအပြင်ပြဿနာတစ်စုံတစ်ရာရှိခဲ့ရင်လည်းသက်ဆိုင်ရာနိုင်ငံများမှလုံခြုံရေးတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့အစ္စရေးနိုင်ငံသားတွေကိုသတိပေးချက်မှာတိုက်တွန်းထားပါတယ်။အစ္စရေးအနေနဲ့ကမ္ဘာတဝန်းမှာရှိတဲ့တပ်ရုံတွေကိုဘယ်လောက်ကြာကြာပိတ်ထားမယ်ဆိုတာမသိရသေးပါဘူး။ အစ္စရေးနိုင်ငံဇွန်23မှာအီရန်ကိုတိုက်ခိုက်ပြီးတော့အီရန်ရဲ့လက်စားချေမှုဟာမျောလင့်ထားတဲ့ပုံမှုပြင်းထန်ခဲ့ပြီးအရှေ့လက်ပံဒေသတင်းမှောင်မှုတွေမြင့်တက်ခဲ့တာပါအီရန်နိုင်ငံနျူကလ িয়ার လက်နက်တည်ဆောက်မဲ့အရေးကိုတားဆီးဖို့ဇွန်23လေကြောင်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းအစ္စရေးစစ်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်